ဘရာဇီးလ်တွင်အဆယ်လော့တီတစ်နှစ်ယူရို7သန်းနဲ့ကမ္ဘာဖလားရရင်အပိုစုကြီးယူရို9သန်းရမည်။ဘလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ချိုးဆိုလိုက်ပါတယ်။ဘရာဇီးလရွေးစဉ်အသင်းကိုကိုင်းတွယ်ရောမယ်အီတလီဝိုင်းရဲ့နီးပြအန်ဆလော့တီကလားဆောင်ငွေအဖြစ်တနည်းယူရို7သန်းရမည်ဖြစ်ပြီး2026ကမ္ဘာဖလားချန်ပီယံဖြစ်ခဲ့ရင်ယူရို9သန်းအပိုထပ်ဆောင်ရမည်ဖြစ်ကြောင်းသိရပါတယ် အန်ဆလော့တီကရီယယ်တင်းနဲ့2026ခုနှစ်ဇွန်လအထိတက်တန်းရှိနေပေမဲ့ယာတီကောမှာနှုတ်ဦးသဘောတူလမ်းခွဲမှာဖြစ်ပါတယ်။၎င်းနေ့နဲ့ရီယယ်သမိုင်းမှာအောင်မြင်ဆုံးနည်းပြဖြစ်ခဲ့ပြီးတော့ချန်ပီယံလိဘလား၃ချိန်၊ဥရောပစူပါဘလား၃ချိန်၊ဒါလီကာဘလား၂ချိန်၊စပိန်ပြင်းဘလား၂ချိန်၊စပိန်စူပါဘလား၂ချိန်၊ကလပ်ကပဘလား၂ချိန်၊အင်တာကူတီနက်တယ်ဘလား၁ချိန်ရယူပေးခဲ့ပါတယ်။ ဘရာဇီးဘောလုံးဖွဲ့ချုပ် CBF ကရီယယ်မက်ဒရစ်နေပြအန်စလော့တီသည်ဘရာဇီးနယ်ရွေးစဉ်အသင်းကိုမေ26ရက်မှစ၍ကင်တရော့မည်ဖြစ်ကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကအတည်ပြုကြေညာခဲ့ပါတယ်။အန်စလော့တီကဘရာဇီးအသင်းသမိုင်းတွင်ပထမဆုံးနိုင်ငံသားနေပြဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။အန်စလော့တီ65နှစ်ကရီယယ်သင်းကိုနှစ်ကြိမ်ကင်တွယ်ကအောင်မြင်မှုများစွာရယူပေးနိုင်ခဲ့ပြီးမြပြီးခဲ့တဲ့ရာသီကလေးကလမ်းခွဲသတင်းများထွက်ပေါ်ခဲ့ပြီးယခုရာသီမှာတော့အသင်းနေနဲ့အားနည်းချက်တွေရှိခဲ့တာကြောင့်အသင်းဥက္ကဋ္ဌ Florentino ရက်ကအပြောင်းအလဲပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြောင်းသိရပါဗျ။ဘရာဇီးဘောလုံးဖွဲ့ချုပ်ကလည်းအန်စလော့တီကိုနီးပြဖြစ်ခန့်အပ်ရန်ပြီးခဲ့တဲ့နှစ်ကလေးကချိန်ရွယ်နေခဲ့ခြင်းဖြစ်ပြီးယခုအခါသဘောတူညီမှုရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။